2025ခုနှစ်မတ်လ28ရက်ကမြန်မာနိုင်ငံမှာလုတ်ကက်ခဲ့တဲ့အင်အားပြင်းငလင်းရင်နဲ့နောက်ဆက်တွဲငလင်းရင်တွေအကြောင်းကိုအခုသတင်းပတ်အတွင်းထိုင်းနိုင်ငံမှာပြုလုပ်တဲ့ Binstat အစည်းအဝေးမှာအဓိကထားပြီးဆွေးနွေးပွဲရှိကြောင်းနိုင်ငံအေရှားမှဖော်ပြခဲ့ပါတယ်။ကဏ္ဍဆောင်နှင်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဘင်္ဂလားပင်လယ်အော်အစီအစဉ် Binstat အဖွဲ့ဝင်နိုင်ငံတွေမှာခေါင်းဆောင်တွေဟာဘန်ကောက်မြို့တော်မှာ AB 3ရက်နဲ့4ရက်မှာတွေ့ဆုံပြီးအစည်းအဝေးပြုလုပ်မှာဖြစ်ပါတယ်။ငလင်းရင်ဘေးကိုခံခဲ့ရတဲ့မြန်မာနိုင်ငံရဲ့လက်တလောအခြေအနေတွေကြောင့်မြို့မှာခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လည်းတက်ရောက် င်မှာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာငလျင်တန်းကိုဆွေးရစွာခံခဲ့ရတဲ့နေရာဒေသတွေထဲမှာပါဝင်တဲ့မြန်မာနိုင်ငံရဲ့စကိုင်းတိုင်းဒေသကြီးမှာအခြေအနေတွေကိုအာရုံစိုက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးမှာအိန္ဒိယ၊မြန်မာနဲ့ထိုင်းနိုင်ငံတို့ကိုဆက်သွယ်မဲ့အဝေးပြေးလမ်းမတစ်ခုကိုဖောက်လို့ရေးစီမံကိန်းမှာအရေးအကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်နေတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေနဲ့တဘာဝဘေးတို့ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေကိုလည်းဆွေးနွေးသွားဖို့ရှိပါတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမငြိမ်မသက်ဖြစ်မှုဟာဒ ေတာတွင်တည်ငြိမ်မှုကိုပါရှုပ်ထွေးစေတာကြောင့်အဲ့ဒီအချက်ကိုပါအဓိကထားပြီးဆွေးနွေးွယ်ရှိတယ်လို့လည်းကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ Winston အဖွဲ့ထဲမှာထိုင်း၊မြန်မာ၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ်၊သီရိလင်္ကာနဲ့ဘူတန်နိုင်ငံတို့ပါဝင်ပြီးအဖွဲ့ဝင်နိုင်ငံတွေအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ဖို့ရည်ရွယ်ချက်နဲ့အစည်းအဝေးတွေပြုလုပ်လို့ရှိပါတယ်။